တရုတ်စစ်တပ်ကရှီကျင်းမင်ကိုကြောခိုင်းလာပြီးယုံကြည်ရမယ့်သူမရှိတော့ဘူးတရုတ်ကွန်မြူနတီ CCP ရဲ့စတုထအချိန်မြောက်အစည်းအဝေးကြီးပြီးဆုံးသွားပါပြီရှီကျင်းမင်ယာရုကနေစင်ပေးမဲ့အရေးအယောင်လုံးဝမပြခဲ့ပါဘူးဒါပေမဲ့ဒီအစည်းအဝေးကိုမတက်ရောက်တဲ့သူအရေးအတွက်ကများနေတာကိုတွေ့ရပါတယ် အဲ့ဒီအပြင်ရှီချင်းမင်ကိုယ်တိုင်ယာရူတိုးပေးထားတဲ့ဘိုးချုပ်ကိုဦးကိုလည်းရုတ်တရက်ဖယ်ရှားလိုက်ပါတယ်။ဒီအချက်တွေက CCP အတွင်းမှာအခြေအနေတွေအရန်ကိုမတိမငြိမ်ဖြစ်နေတယ်ဆိုတာပြသနေတာပါ။ပါတီတွင်းမှာအာနာလူဝဲပြင်းပြင်းထန်ထန်ဖြစ်နေပုံရပါတယ်။တချို့သတင်းတွေအရာဆိုရင်ရှီချင်းမင်မှာရှုံကြီးစိတ်ချရတဲ့သူမရှိသလောက်ဖြစ်နေပြီလို့ဆိုပါတယ်။ကဲဒီတော့အစည်းအဝေးပိတ်ပွဲမှာဘာတွေဖြစ်ခဲ့တယ်လဲဆိုတာကြည့်ရအောင်ပါ။ CCTV ကပြတဲ့ပိတ်ပွဲအခမ်းအနားမှာထိုင်ကုန်အလုပ်တွေအများကြီးတွေ့ခဲ့ရပါတယ်။ဒါကပုံမှန်မဟုတ်ဘဲအလွန်ထူးခြားပါတယ်။ အလဲရန်သုံးနှမ်းမှာဆိုရင်ထိုင်ကုန်အလွတ်တွေပေါ်မှာလက်ဖေးခွက်တွေတောင်တင်ထားတာကိုတွေ့ခဲ့ရပါတယ်။တယောက်သူအရေအတွက်ဟာရှားထားတာထက်အများကြီးနည်းနေပါတယ်။ခံမှန်းထားတဲ့အဖွဲဝင်ရဲ့6ပုံတပုံနီးပါးလောက်ဟာအစည်းအဝေးကိုမလာခဲ့ကြပါဘူး။ဒါအစည်းအဝေးတပိုင်းမှာအများဆုံးပြက်ကွက်မှုနှုံးတဲ့ကတစ်ခုဖြစ်ပါတယ်။တကယ်ဆိုရင်အဖွဲဝင်အပြည့်205ဦးနဲ့အရန်တပ်ဖွဲ့ဝင်181ဦးစုစုပေါင်း386ဦးတက်ရောက်လာမှာပါ။ဒါပေမဲ့လူ315ဦးပဲရောက်လာပြီး61ဦးပြက်ကွက်ခဲ့ပါတယ်။ အဖွဲ့ဝင်အပြည့်တွေက18ရာခိုင်နှုန်းအရန်အဖွဲ့ဝင်တွေက14ရာခိုင်နှုန်းလောက်မလာခဲ့ကြပါဘူးပြက်ကွက်သူတွေထဲမှာရပ်ဖက်အရာရှိ10ဦးနဲ့စစ်ဘက်က28ဦးပါပါတယ်ဆိုလိုတာကပြက်ကွက်သူစုစုပေါင်းရင်3ပုံ2ပုံလောက်ဟာစစ်တပ်ကဖြစ်နေတယ်ဆိုတာပါဒီလိုအခြေအနေမျိုးမှာစစ်စီပီသမိုင်းမှာအရန်ကိုရှာပါပြီးစစ်တပ်ရဲ့စနစ်တစ်ခုလုံးထောက်ဝနီးပါရပ်ဆိုင်နေတယ်လို့ဖြစ်နေပါတယ်အမေရိကန်အခြေစိုက်နိုင်ငံရေးလေးလာတုံးတဲ့သူချန်ဖိုခုံးကတော့အစည်းအဝေးတစ်ခုလုံးဟာတပိုင်းတစရပ်ဆိုင်နေတဲ့အခြေအနေမှာရှိနေတယ်လို့ပြောပါတယ် ထိုင်ကုန်အလုပ်တွေနဲ့ပြောင်းနေတဲ့အရာရှိတွေများလာတာဟာအနာဖွဲ့စည်းပုံပြိုကွဲနေတယ်ဆိုတာကိုပြသနေတာပါနောက်ထပ်ထူးဆန်းတာတစ်ခုကတော့ပိတ်ပွဲအခမ်းအနားကိုကျင်းရှိဟိုတယ်ကနေပြည်သူခန်းမကိုရှုတ်တရက်ပြောင်းရွှေ့လိုက်တာပါတရားဖို့ပြက်ကွက်သူတွေရဲ့စီးရင်အပြည့်စုံကိုတော့အခုထိရှင်းရှင်းလင်းလင်းမသိရသေးပါဘူးဒါပေမဲ့လည်းဟောင်ကောင်ရဲ့စန်တိုဒေးလီသတင်းစာကဖယ်ရောက်နေမှမသိတဲ့ဗဟိုကော်မတီအဖွဲ့ဝင်၃ဦးမတက်ရောက်တဲ့အကြောင်းသတင်းထုတ်ပြန်ပါတယ်သူတို့ကတော့ CCB ရဲ့နိုင်ငံတကာစစ်ဆင်ရေးဌာနအကြီးအကဲဟောင်းလီယူကျန့်ချောင်း ဆက်မှုနဲ့တရင်အချက်လက်နီးပညာဝင်ကြီးဟောင်းဂျင်းကျွမ်လုံပြီးတော့ဘဟုစစ်ဘက်အရာရှိအရက်ဖတ်ပေါင်းစည်းရေးအမှုဆောင်ညွှန်ကြားရေးမှူးဟောင်းလျံဖိန်တို့ဖြစ်ပါသည်လျူကျန်းချောင်းရဲ့နေရာကိုလျူဟန်းရှင်နဲ့အစားထုတ်ခဲ့ပါသည်ဂျင်းကျွမ်လုံရဲ့ယာတို့ကိုတော့လီရွှန်ကိုလွှဲယူခဲ့ပါသည်ဒါပေမဲ့လျံဖိန်ကတော့အကြာကြီးပျောက်ဆုံးနေကြတာပါသူကိုယာရုကနေဖယ်ရှားလိုက်တဲ့အကြောင်းအစိုးရကတရားဝင်ကြေညာတာမျိုးမရှိသေးပါဘူးဒီနေ့ဇူလိုင်လတုန်းကရှင်းချန်ပါတီအတွင်းမှုအဖြစ်ကနေဖယ်ရှားခြင်းခံခဲ့ရတဲ့ နိုင်ငံရေးဘျူရိုအဖွဲ့ဝင်မာရှင်းရွှေကိုတခြားတာဝန်တွေပေးအပ်ထားတယ်လို့ပြောခဲ့ပေမဲ့သူဘယ်ရောက်နေတယ်လဲဆိုတာဘယ်သူမှမသိကြပါဘူးစစ်ဘက်ရုံညွှန်ကြားရေးမူဟောင်းကျုံလျှောက်ကျွင်းကိုလည်းအမျိုးသားကာကွယ်တပ်ကတော်ရဲ့နိုင်ငံရေးမှုချုပ်အဖြစ်ပြောင်းရွှေ့ခဲ့ပါတယ်ဒါပေမဲ့သူကိုလည်းယာရုကနေဖယ်ရှားလိုက်ပြီးဆိုတဲ့ကောလာဟလာတွေထွက်နေပါတယ်ဒါပေမဲ့ CCTV သတင်းဌာနရဲ့ရုပ်သံဖော်ပြချက်တွေအရမာစင်းရွှေဟာအစည်းအဝေးကိုတက်ရောက်ခဲ့ပုံရပြီးကျုံလျှောက်ကျွင်းလည်းပါဝင်နိုင်ခဲ့ပါတယ် အ ਨੇ စုံဘဟုကော်မတီဝင်ကိုစုံစမ်းစစ်ဆေးခံရတယ်လို့သတင်းတွေကဆိုပေမဲ့အစိုးရကတရားဝင်ဘာမှမကြေညာသေးပါဘူး။ပျောက်ဆုံးနေသူတွေထဲမှာတော့အောက်ပါပုံကိုယ်တွေပါဝင်ပါတယ်။အနောက်ပိုင်းစစ်ဒေသကိုကေမူဝမ်ဟိုင်ဂျန်ဘဟုစစ်ကော်မရှင်ရဲ့နိုင်ငံရေးနဲ့ဥပဒေကော်မတီအတွင်မူဝမ်ရန်ခွာလက်နက်ကန်ရဲတပ်ဖွဲ့ရဲ့နိုင်ငံရေးမှုချုပ်ဂျင်ဟိုပင်းဇွန်လမှာရှီတက်ကိုကေမူအဖြစ်ကနေဖယ်ရှားခြင်းခံရရတဲ့ဟူကျုံးမင် ဩဂုတ်လကလာဆာမှာရှီဂျင်းပင်နဲ့စစ်တွေတွေတွေ့ဆုံပွဲကိုမတက်ခဲ့တဲ့တိဘက်စစ်ဒေသကုတ်ကဲမှုဝမ်ချန်ဩဂုတ်လတရနေ့ဧကန်ပွဲကနေဖျောက်ဆုံးနေတဲ့စစ်တပ်ကုတ်ကဲမှုလီရှောင်မင်းတရင်အချက်လက်ပံပိုးရေးတမှုချုပ်လီဝေးဘ ਹੁ စစ်ဒေသကုတ်ကဲမှုဝမ်ချန်ဘ ਹੁ စစ်ဒေသနိုင်ငံရေးမှုချုပ်ရွှေတက်ချန်အဲ့ဒီအပြင်ရန်ဘ ਹੁ ကောမဒီဝင်တချို့လည်းဖျောက်ဆုံးနေပါရီသူတို့ဟာဖျားနာတာဒါမှမဟုတ်ခီးသွားနေတာဖြစ်နိုင်ပေမဲ့ သူတို့မတက်ရောက်တာဟာစစ်စစ်ပြီးဟာနောက်ထပ်အကြိပြချစားမှုတိုက်ဖြတ်ရေးစုံစမ်းစစ်ဆေးမှုတွေကိုလှုပ်ဆောင်နေရဲဆိုတာကိုလည်းပြသနေပါတယ်။နယူးယောက်ပြည်နယ်တက္ကသိုလ်နိုင်ငံရေးသိပ္ပံပေါ်ပေါခါချန်ချွန်းကတော့အရေးကြီးတဲ့အချက်တစ်ခုကိုပြောခဲ့ပါတယ်။ရှီဂျင်းမင်းကအကြိပြချစားမှုတိုက်ဖြတ်ရေးစစ်ဆေးမှုတွေကိုအချိန်ချင်းလုပ်ခဲ့ပြီးတဲ့နောက်မှာအရေးကြီးတဲ့ယာရုတွေကိုတာဝန်ယူနိုင်မဲ့သူအရေးတော်ကတဖြည်းဖြည်းနှဲလာတယ်လို့ဆိုပါတယ်။အနာတွေကတနေရာထဲမှာပဲအရန်စူးစီးထားတာကြောင့်ရှီရဲ့နောက်ကိုဆက်ခံနိုင်မဲ့ယုံကြည်ရပြီးအရေးချင်းရှိတဲ့အုပ်စုကိုရှာဖွေဖို့ခက်ခဲနေပါပြီ။ Nils Thomas ကတော့အခုလိုယာရုကနေဖယ်ရှားတာတွေဟာအရင်ကထက်ပိုပြီးမြန်ဆန်လာတယ်လို့မှတ်ချက်ပြုပါတယ်။ရှီဂျင်းမေကိုယ်တိုင်ယာရုတိုးပေးခဲ့တဲ့အရာရှိတွေကိုတော့မချိန်တွက်ဖဲဖယ်ရှားပစ်နေတယ်လို့ဆိုပါတယ်။ဒီလိုဖယ်ရှားမှုလိုင်းဟာစတုထအချိန်မြောက်အစည်းအဝေးကြီးမတိုင်ခင်ကတည်းကစတင်ခဲ့တာပါ။အော်တိုဘာလ18ရက်နေ့မှာကာကွယ်ရေးဝန်ကြီးဌာနကတရုတ်ဗိုလ်ချုပ်ကြီးကိုဦးကိုအကျဉ်းပြတ်ချစားမှုနဲ့ပါတီရောစစ်တပ်ကပါထုတ်ပယ်လိုက်တဲ့အကြောင်းကြေညာခဲ့ပါတယ်။သူတို့တွေကနှစ်ဦးဟာဗဟိုစစ်ကော်မရှင်အဖွဲ့ဝင်တွေဖြစ်ပါတယ်။ စစ်ကော်မရှင်ဒုတိယဥက္ကဋ္ဌနဲ့နိုင်ငံရေးဘျူရိုအဖွဲ့ဝင်ဟက်ဝေတုံစစ်ကော်မရှင်ရဲ့နိုင်ငံရေးလုပ်ငန်းဌာနညွှန်ကြားရေးမှူးမျိုးဝါလည်းပါပါတယ်။တခြားဖယ်ရှားခံရသူတွေကတော့နိုင်ငံရေးလုပ်ငန်းဌာနအမှုဆောင်ဒုတိယညွှန်ကြားရေးမှူးဟောင်းဟက်ဟုန်ကျွင်းဘူရဲစစ်စင်ကိုကဲမှုဆန္ဒအမှုဆောင်ဒုတိယညွှန်ကြားရေးမှူးဟောင်းဝမ်စင်အရှေ့ပိုင်းစစ်ဒေသကိုကဲမှုဟောင်းလင်းရှမ်းရန်တမှုချုပ်ဟောင်းချင်းရွှန်ရေးတက်ချုပ်ဟောင်းရန်ဝေး ဒုံပြန်တက်ဖွဲ့ကိုကေမူဟောင်းဝမ်ဟောက်ပင်လက်နက်ကရဲတက်ဖွဲ့ကိုကေမူဟောင်းဝမ်ချွမ်းနေလိုပဲဖြစ်ပါတယ်။20အကြိမ်မြောက်ပါတီညီလာခံအပြီးမှာဟဲဝေတုံကိုရှီရဲစစ်တပ်မှာနံပါတ်1ယုံကြည်စိတ်ချရတဲ့မိဖက်အဖြစ်သတ်မှတ်ခဲ့ကြပြီးမျိုးဝါကိုတော့နံပါတ်2ယုံကြည်စိတ်ချရသူလို့သတ်မှတ်ခဲ့ကြပါတယ်။သူတို့နှစ်ဦးစလုံးဟာစစ်တပ်ထဲမှာရှီရဲလက်ဝဲလက်ရာလိုယူဆခြင်းခံရသူတွေပါ။ရှီဟာအရေးညွှန်ကြားမှုကျန်းရအကျင့်ပြချစားမှုနဲ့ဖမ်းဆီးခံရပြီးတဲ့နောက်မျိုးဝါကို နိုင်ငံရေးလုပ်ငန်းဌာနရဲ့အကြီးအကဲဖြစ်ကိုတိုင်ရွေးချယ်ခံရခဲ့တာပါအခုတော့ရှီရဲ့အရင်းအဆုံးပိုချိုကြီးနှစ်ဦးပါပြုတ်သွားခဲ့ပါပြီဟဲဟုံကျွင်းကလည်းရှီရဲ့စစ်ရေးမားဗျူဟာအတွက်အရေးကြီးတဲ့သူတစ်ယောက်ပါ2024ခုနှစ်ဇူလိုင်လ9ရက်နေ့20ကြိမ်မြောက်ဗဟိုကော်မတီရဲ့တတိယကြိမ်အစည်းအဝေးကြီးမတိုင်ခင်လေးမှာပဲရှိကသူ့ကိုဖိုးချုပ်ကြီးရာတို့တိုးမြင့်ပေးခဲ့တာပါသူ့ကိုရှီကကိုယ်တိုင်ရွေးချယ်ခဲ့တာဖြစ်ပေမဲ့အခုတော့ပြုတ်ကျသွားပါပြီ ဒီဘိုလ်ချုပ်ကြီးကိုအုပ်ကိုဖယ်ရှားလိုက်တာအပြင်အရင်ကတည်းကစုံစမ်းစစ်ဆေးခံနေရတဲ့တခြားသူတွေပါထပ်ပေါင်းလိုက်ဒီအရာရှိတွေအားလုံးဟာရှီကိုတိုင်းယုံကြည်ပြီးနှင့်တင်ပေးတဲ့သူတွေကြီးဖြစ်တယ်ဆိုတာရှင်းပါတယ်ဒီလိုဖြစ်တာကြောင့်ရှီကျင်းမေဟာစစ်တပ်ကိုထိန်းချုပ်နိုင်စွာယော်နေနေပြီလို့လူအများပြားကထင်မြင်ယူဆနေကြပါတယ်တချို့ဆိုရင်စုဒအချင်းအစည်းအဝေးမှာသူ့ရဲ့အမြင့်ဆုံးအာဏာတစ်စိတ်တစ်ပိုင်းကိုပါဆုံးရှုံးနေရပြီလို့ယုံကြည်ကြပါတယ် အရေးကြီးတဲ့ချက်ကတော့စုံစမ်းခံနေရတဲ့ head down နဲ့မင်းခွားတို့နှစ်ဦးစလုံးဟာရှီကျင်းမင်ရဲ့ main gang စစ်တပ်တစ်ကနေလာခဲ့တဲ့သူတွေပါသူတို့ကအယံမြမြန်ယာတို့တိုးပေးခဲ့ပြီးအယံမြမြန်ပဲဖြုတ်ချခံခဲ့ရပါတယ်သူတို့ဟာနိုင်ငံရေးဘျူရိုအဖွဲ့ဝင်တွေနဲ့စစ်ကော်မရှင်ဒုတိယဥက္ကဋ္ဌယာတို့ကိုအကြဆုံးဝင်ခဲ့တဲ့ဆန်ကျင်ကိုချိုးသွားခဲ့ကြပါတယ်ပမောက်ခမင်းကတော့ဒီလိုမျိုးရှင်းလင်းမှုရဲ့ရည်ရွယ်ချက်ကကြားကို၆လပ်ဖို့တောင်းကိုလှုပ်ချင်းဖြစ်တယ်လို့တင်စားပြောပါတယ် ဇိုလိုရာကတော့စတုဒ္ဓအကြိမ်မြောက်ဗဟုကော်မတီအစည်းအဝေးမှာတိုင်ခင်ဒီထိုက်တန်းဗိုလ်ချုပ်ကိုကိုဖယ်ရှားလိုက်တာဟာတပါတီလုံးအထူးသဖြင့်စစ်တပ်ကိုတတိပေးလိုက်တာဖြစ်တယ်လို့ဆိုပါရီတကယ်ကိုသစ္စာရှိဖို့လိုတဲ့ဆိုတဲ့ message ကလည်းရိုးရှင်ပါရီဒီဗိုလ်ချုပ်တွေအားလုံးဟာရှီချင်းမိန်ကိုယ်တိုင်ယာရုတိုးပေးခဲ့တဲ့သူတွေပါဒါပေမဲ့အခုတော့သူတို့ကိုဦးကိုဆုံးရှုံးလိုက်ပါပြီ CCP စစ်တပ်စနစ်မှာထိုက်တန်းဗိုလ်ချုပ်40လောက်ရှိပါရီဒီတစ်ချိန်မှာပဲကိုဦးယာရုကနေပြုတ်ကြပြီးမကြသေးခင်နှစ်များအတွင်းစုစုပေါင်း15ဦးကိုဖယ်ရှားခဲ့တာပါ ဆိုလိုတာကထိတ်တန့်ဗိုလ်ချုပ်တွေရဲ့40ရာခိုင်နှုန်းကျော်မှာအကြီးအကျယ်အာဂရီလိုက်စားမှုပြဿနာရှိတယ်လို့ဆိုလိုတာပါ။ဒါကြောင့်အခုဆိုရင်လူတွေကစစ်တပ်ကဘာများလုံနိုင်သေးလဲလို့မေးနေကြပါပြီ။အော်တိုဘာလ18ရက်နေ့ကြီးညာချက်ထွက်ပြီးတဲ့နောက်မှာ CCB ကဗဟုကော်မတီဝင်10ဦးနဲ့အရန်ကော်မတီဝင်5ဦးကိုပါထုတ်ပယ်ခဲ့ပါတယ်။ဒါ CCB တပိုင်းတစ်လျှောက်အများဆုံးထုတ်ပယ်ခံရမှုဖြစ်ပါတယ်။ဗဟုကော်မတီဝင်205ဦးရှိပြီးသူတို့ဟာ CCB ရဲ့အစိမ့်မြင့်များခေါင်းဆောင်တွေဖြစ်ပါတယ်။မူဝါဒတွေနဲ့ပတ်သက်ပြီးအရေးကြီးဆုံးဆုံးဖြတ်ချက်တွေချမှတ်သူတွေပေါ့။ ဒီဒီချိန်မှာတော့ဗဟုကော်မတီဝင်၁၁ဦးကိုအစားထုတ်ခဲ့ပြီးအဲ့ဒီထဲက၈ဦးကစစ်တပ်ကဖြစ်ပါလိမ့်။အခုဆိုရင်ဗဟုစစ်ကော်မရှင်မှရှိချင်းမင်းနဲ့တခြား၃ဦးသာကျန်ပါတော့တယ်။လူတွေကဒီအစည်းအဝေးအတွင်းမှာအဖွဲ့ဝင်၁၇ဦးကိုခန့်အပ်မယ်လို့မျှော်လင့်ခဲ့ကြတာပါ။ဒါပေမဲ့မထင်မှတ်ထားတဲ့အရာတစ်ခုဖြစ်သွားပါလိမ့်။အရင်အဖွဲ့ဝင်ဖြစ်တဲ့ကျန်းရှင်မင်းကိုဒုတိယဥက္ကဋ္ဌအဖြစ်ယာရုတိုးပေးခဲ့တာပါ။ကာကွယ်ရေးဝန်ကြီးတုံကျွင်းနဲ့တခြားသူတွေကတော့သူတို့ရဲ့ယာရုဟောင်းမှာပဲဆက်ရှိခဲ့ကြပါလိမ့်။ကျန်းရှင်မင်းဟာအသက်68နှစ်ရှိပါပြီ။သူက ရှန်ရှိပြည်နယ် ဘူကုန်းကလာတာပါသူဟာဒုံပြတ်တပွဲကဘိုးချုပ်တဦးဖြစ်ပြီးစစ်တပ်ရဲ့စီကံထိန်းချုပ်ရဲ့အကြီးအကဲလို့လည်းလူသိများပါတယ်သူကရှိကိုညပတ်တဲ့အလုပ်တွေအများကြီးလုပ်ရမှာကူညီပေးခဲ့လို့ရှိကသူကိုဒုတိယဥက္ကဋ္ဌအဖြစ်ရာထူးတိုးပြီးစူးချခဲ့တယ်လို့နိုင်ငံရေးဝေဖန်သုံးသက်သူကျန်းထျံလျံကပြောပါတယ်ဒါပေမဲ့ရိုးရာရဒုတိယဥက္ကဋ္ဌဟာနိုင်ငံရေးဘူရိုထဲဝင်ရမှာဖြစ်ပေမဲ့ကျန်းရှံမင်းကတော့မဝင်ခဲ့ပါဘူးဒါကိုရှိကသူ့ကိုအပြေးဝမယုံကြည်သေးဘူးဆိုတာကိုလည်းပြသရတာပါ ညပတဲ့အလုတ်လုတ်ပေးသူတွေဟာကိုပိုင်အာနာရဖို့အုပ်စုငယ်လေးတွေဖွဲ့တက်ပြီးဒါကလည်းရှိအတွက်အန္တရာယ်ရှိနိုင်ပါတယ်။နယူးယောက်မြို့တက္ကသိုလ်ကပတ်မှုခရှာမင်ကတော့ဒါဟာ CCP အတွင်းမှာကြီးမားတဲ့ပြိုကွဲမှုတွေရှိနေတယ်ဆိုတာကိုပြသနေတယ်လို့ဆိုပါတယ်။ရှီဟာလူတွေကိုအတုံးပြုပေမဲ့လုံးဝမယုံကြည်ပါဘူး။အကြောင်းကတော့သူ့မှာယုံကြည်စိတ်ချရတဲ့ကိုယ်စလဲလောင်းတွေမကြံတော့လို့ပါ။ကျွမ်းကျင်သူအများစုကလည်းကျန်းရှံမင်ဟာအသက်ကြီးပြီးအင်အားနှဲပါနေပြီလို့ထင်ကြပါတယ်။ ရှီရဲ့အတုံးပြူနိုင်တဲ့အရာရှိတွေရှားပါးမှုကိုဘယ်သူမှမဖြေသေးတဲ့လက်ဟာတဲ့ယာဒူးတွေမှလည်းတွေ့ရနိုင်ပါတယ်။ဥပမာမင်းဝါရဲ့ဒုတိယဥက္ကဋ္ဌယာဒူးကအခုထိလက်ဟန်နေပါတယ်။ဗဟုစစ်ကော်မရှင်ယာဒူးများစွာလည်းလက်ဟန်နေစေပါ။ကျန်းရှက်မင်းတဦးစေတာယာဒူးတိုးခဲ့တာပါ။နိုင်ငံရေးဗျူရိုနဲ့ဗဟုကော်မတီမှလည်းနေရာလုပ်တွေရှိပါတယ်။ယာဒူးနေရာရဲ့20ရာခိုင်နှုန်းနီးပါးဟာဘယ်သူမှမရှိပါဘူး။အမေရိကန်ခြေစိုက်လှုပ်လှက်သုံးသပ်သူချန်ပေါ်ခွန်ကတော့ဒါရန်ကုန်ရှားပါးပြီးတရုတ်နိုင်ငံရဲ့ပြုပြင်ပြောင်းလဲရေးကာလကလေးကတခါမှမဖြစ်ဘူးလို့ပြောပါတယ်။ ရှီကျင်းမေဟာသူ့ရဲ့အဓိကယာတုသုံးခုကိုဆက်ထိန်းထားပြီးမဲ့အဆုံးဖြတ်ချက်တွေချမှတ်ရမှာအထူးသဖြင့်ပုံကိုရေးဆရာကိစ္စများမှာအာနာအစစ်မှန်ဆုံးရှုံးနေပါလေ။သူဟာသူ့ရဲ့တတိယတပ်တန်းကိုအားနေတဲ့အခြေအနေမှာစတင်ခဲ့တာပါ။နယူးယောက်ပြည်နယ်တက္ကသိုလ်အယ်ဘာနီကပမုခချန်ချုံကတော့ဒီနေရာလုပ်တွေကိုဘသူတွေကဖြည့်မယ်ဆိုတဲ့အရေးအောင်လုံးဝမတွေ့ရဘူးလို့ဆိုပါရီ။ဒါလေးဝက်ပြဿနာတစ်ခုပါ။ရှီဟာကဘာအစစ်မီစစ်တပ်ကိုလိုချင်ရင်ထိတ်တန့်ဖို့ချုပ်တွေလိုအပ်ပါရီ။ဒါပေမဲ့အခုတော့သူယုံကြည်ရတဲ့သူဘသူကိုမှရွေးချယ်ဖို့ခက်ခဲနေတဲ့ပုံဖြစ်ပါရီ။ ဝေဖန်သုံးသက်သူခြုံကျင်းကလည်းစစ်ကောမရှိရနေရာလူတွေဟာရှီဟာအလင်းစလုံးနဲ့ထိတ်လန့်တကြားဆောင်ရွက်နေတယ်ဆိုတာကိုပြသနေတယ်လို့ရေးသားခဲ့ပါတယ်။ပုံမှန်အဖြစ်စစ်တပ်ရဲ့ဒုတိယအခရာကိုနိုင်ငံရေးဘယူရိုနဲ့အမြဲတမ်းကော်မတီကအတည်ပြုပါပါတယ်။ဒါမှစစ်တပ်ဟာအရက်ဖတ်ထိန်ချုပ်မှုအောက်မှာရှိနေမှာဖြစ်ပါတယ်။ဒါပေမဲ့အခုလိုယာရုတွေလိလက်နေတာကနိုင်ငံရေးဘယူရိုနဲ့စစ်တပ်ကြားမှာကြီးမားတဲ့ပဋိပက္ခရှိနေတာကိုပြသနေပါရယ်။ဝေဖန်သုံးသက်သူဂျုံမြန်ကတော့ရှီဟာစုဒအချိန်မှာဘဟုကော်မတီဝင်အစည်းအဝေးမှာသူ့ရဲ့ယာရုကိုဆက်ထိန်းထားနိုင်ခဲ့ပြီမဲ့ သူ့အဖွဲ့ကကြီးမားတဲ့ဆုံးရှုံးမှုတွေခံစားနေရတယ်လို့ရှင်းသားခဲ့ပါတယ်။သူတို့ဟာနလန်မထူနိုင်သေးပါဘူး။အရေးကြီးတဲ့ယာတို့များစွာလက်ဟာနေသေးပါ။ရှုဒါချင်းမြောက်အစည်းအဝေးကတိုက်ပွဲဟာတရေရလက်နဲ့အဆုံးသတ်သွားခဲ့ပြီးဘယ်သူမှအနိုင်ရသွားသူအဖြစ်မထင်ရှားသေးပါဘူး။ဒီလန်ပိတ်ဆို့မှုတွေကိုဖြေရှင်းဖို့ခက်ခဲပါလိမ့်မယ်။ရှီတွတ်တော့သူအားကိုးနိုင်တဲ့သူဘယ်သူမှမရှိတော့ပါဘူး။အနာဂတ်မှာသူ့နေရာကိုဆက်ခံမဲ့သူလည်းမရှိပါဘူး။သူ့နောက်ပိုင်းမှာကိစ္စတွေကိုစီမံခန့်ခွဲမဲ့ယုံကြည်စိတ်ချရတဲ့သူလည်းမရှိပါဘူး။ဒါပေမဲ့သူကအရရဆက်ခံမဲ့သူကိုရွေးချယ်ဖို့လည်းကြောင်းနေပါရဲ့။ တယောက်ကိုရွေးလိုက်ရင်အဲ့ဒီလူကအာနာကြီးလာပြီးရှီရဲ့အုပ်ချုပ်မှုကိုအားနေစေနိုင်ပါတယ်။အော်တိုဘာလ22ရက်နေ့မှာထုတ်ဝေခဲ့တဲ့နယူးယောက်ထိုင်းရဲ့သုံးသပ်ချက်အရရှီဟာရေရှည်အာနာရှင်အားလုံးရင်ဆိုင်နေရတဲ့ပြဿနာနဲ့အခုရင်ဆိုင်နေရပြီလို့ဆိုပါတယ်။သူကအရာရာစက္ကန့်တကိုရွေးချယ်ခဲ့ရင်အဲ့ဒီသူကအာနာရဲ့ဗဟုချက်အစ်စ်ဖြစ်လာပါလိမ့်မယ်။ဒါပေမဲ့မရွေးချယ်ရင်တော့ပါတီကပြိုကွယ်ပြီးသူ့ရဲ့အမွေအနှစ်တွေပြတ်စည်းသွားနိုင်ပါတယ်။ရှီဟာအခုဆိုရင်အသက်82နှစ်ရှိပါပြီ။သူက73နှစ်နီးပါးအုပ်ချုပ်ခဲ့ပြီးပါပြီ ဒါပေမဲ့သူ့ရဲ့နေရာကိုစက်ခတ်မဲ့သူအတွက်အစီအစဉ်မလုပ်ရသေးပါဘူး။လူအများစုကတော့ရှီဟာဆက်ပြီးအုတ်ချုပ်ချင်းတယ်လို့ယုံကြည်ကြပါတယ်။2029ခုနှစ်20ရက်တကြိမ်မြောက်အမျိုးသားကွန်ကရစ်မတိုင်ခင်အာဏာပိုးရဖို့ကြိုးစားနိုင်ပါတယ်။သူဟာငယ်ရွယ်တဲ့ပြည်နယ်ဒါမှမဟုတ်ဝင်းကြီးအဆင့်အရာရှိများတဲ့ကအရရာစက်ခတ်မဲ့သူကိုရွေးချယ်ဖို့ကြိုးစားနိုင်ပါတယ်။ဒါပေမဲ့အချိန်ကကုန်လွန်နေပါပြီ။နိုင်ငံရေးဘီရိုအမြဲတမ်းကော်မတီဝင်အများစုဟာအသက်60ကျော်နေပါပြီ။ နောက်မျိုးဆက်ခေါင်းဆောင်တွေဖြစ်လာနိုင်သူကလည်းအရန်နဲ့ပါပါတယ်။ဒါရှိအတွက်အကြီးမားဆုံးအန္တရာယ်ပါ။သူကအရာရှိတွေကိုရှင်းလင်းနိုင်ပေမဲ့အချိန်ကိုရှင်းလင်းနိုင်မှာမဟုတ်ပါဘူး။အာနာဆိုတာဆက်လက်တရှိဖို့လိုအပ်ပါတယ်။ရရစက္ကန့်မဲ့သူအသိမရှိရင် CCP စနစ်အတွင်းမှာယိုယွင်းလာပါလိမ့်မယ်။ပြည်တွင်အာနာလူပဲကြောင့်ရှိဟာသူလိုချင်တဲ့အရာရာဆက်ခံသူကိုရွေးချယ်နိုင်မလားဆိုတာလည်းမရှင်းနေပါဘူး။ဘသူမှမရွေးချယ်ပဲစန့်ကျင်ပိုင်အင်အားစုကပူအားကောင်းလာရင်ရှိဟာအန်ဒီရဲ့ရင်ဆိုင်ရနိုင်ပါလေ။ဒါပေမဲ့တရားရောက်ကိုရွေးလိုက်ရင်လည်းအဲ့ဒီလူကရှိရဲ့အာနာကိုယူသွားနိုင်ပါလေ။ ရှီရှင်းလင်းခဲ့တဲ့သူတွေကလည်းလက်စားပြန်ချိနိုင်ပါ रे ရှီဟာဘလို့ပဲရွေးချယ်ပါသည်အခြေအနေကမျှော်လင့်ချက်မဲ့နေပုံမှာတချို့ကတော့တကယ်ဖြစ်ရှင်းတွေက CCP ပြိုလဲသွားဖို့လိုတယ်လို့ဆိုပါ रे CCP ပြောက်ကွယ်သွားရင်အရရာဆက်ခံရေးပြဿနာလဲပြောက်ကွယ်သွားမှာဖြစ်တဲ့အကြောင်းဘာသာပြန်အနေနဲ့တင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ